တွေအားလုံးကျမချမ်းသာကြပါစေကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာယနေ့ကျွန်တော်ကြည့်ရှုသွားမယ့် view လေးကတော့ဟိုတကယ်ဥမလည်းဟိုကြည်ရမြင်ရတာလေဟိုတကယ်ဥမစိတ်မချမ်းသာတဲ့ဟိုအရာတွေပဲမြင်မြင်နေရတယ်ပေါ့နော်ကျွန်တော်ဖိဖို့ဖွင့်လိုက်တဲ့အချိန်တိုင်းကကျွန်တော်စိတ်မချမ်းသာတဲ့အရာတွေမြင်မြင်နေရတယ်ပေါ့နော်ဒါဒီနေ့မှဆိုရင်တော့ဒီ video မှာပါတဲ့ညီမလေးနှစ်ယောက်ကတော့ဒါကျွန်တော်တို့အမှုလေးကိုကျွန်တော်တို့စားတောက်လိုက်လေပေါ့နော်ကျွန်တော်ဖိဖို့စီကံရကျွန်တော်မပြောတော့ဘူးနော်အဝေးလေးကိုအဝေးလေးကို ဒီအဝူးလေးကိုစားတောက်လိုက်ရဗျာစားတောက်လိုက်တဲ့အချိန်မှာကျွန်တော်တို့လုံနေတဲ့အချိန်မှာအဝူးလေးကိုစားတောက်ဖို့အတွက်လုံနေတဲ့အချိန်မှာဒါနဲ့ငံကြသားအင်္ဂလိပ်မကြီးတယောက်ကကျွန်တော်တွေ့သွားပြီးတော့အဲ့မှာအကောင်လုံးပွဲတွေဖြစ်ကုန်အောင်ရှုပ်ကုန်တာပေါ့နော်ဇလန်တွေရှုပ်ကုန်တာပေါ့နော်ဟိုပြောချင်တာကကျွန်တော်တို့ကဘာမြေကြီးရကပ်ပီးဆိုင်နေပြီပေါ့နော်ဟိုတယောက်တစ်ယောက်ငင်ညာစေတနာမေတ္တာလေးတိရစ္ဆာန်ပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်မေတ္တာစေတနာများများထားနိုင်ပါစေလို့ပဲဆုတောင်းတယ်ပေါ့နော်ဒါမှမလဲကျွန်တော်တို့ ကဘာမြေကြီးကတ်ဆိုင်နေရနေတော့ကျွန်တော်တို့လူတွေကအဓိကပဲလူတွေကောင်းအောင်လုံးမှကျွန်တော်မြန်မာနိုင်ငံသူနိုင်ငံသားပေါ့မကဘာသူကဘာသားကဒီကဘာမြေပေါ်မှာနေရတဲ့အတွက်ကဘာမြေကြီးကိုကောင်းအောင်လုံးမှဒီကဘာမြေကြီးကကျွန်တော်တို့ကပ်ဘေးတွေမှာကင်းလှုပ်ပြီးတော့ကျွန်တော်တို့လူသားတွေဟိုငင်းငင်းချင်းချင်းအေးအေးချမ်းချမ်းနဲ့နေရမှာပေါ့နော်။နောက်မင်းမမဟုတ်ဘူးဆိုရင်တော့ကျွန်တော်တို့ဘယ်လိုပြောမလဲ။ဟိုဟိုအနိုင်နဲ့စီနေလောက်တယ်ပေါ့ဗျာ။နော်ကိုထက်ငယ်တဲ့လူအနိုင်ချင်းပဲ။ ကိုယ်ထက်ကြီးတဲ့လူဆိုရင်လည်းကိုကိုရဲ့အကြီးရလည်းကို ပြန်နိုင်ခြင်းပဲဒီလိုပဲလုံနေမယ်ဆိုရင်တော့နော်တလိဆန်လေးတွေပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီဟိုဟိုဒီလိုပါတောတောင်မှာရှိတဲ့ကျွန်တော်တပ်ပင်တွေခုတ်တာတွေပါတွေပဲဖြစ်ဖြစ်ပေါ့နော်တော်တောတောင်ရေမြေပြုံးရင်လည်းကျွန်တော်တို့ဒါကဘာမြေကြီးရလည်းကျွန်တော်တို့ပြန်ပြီးတော့လက်စားချင်မယ်ပေါ့နော်ဒါကိုလည်းသတိပြုမိစေချင်တယ်ပေါ့နော်ကျွန်တော်တို့ဘီယူလေးကြည့်လိုက်အမျိုးလေး 要、啊、你呢？Apple 呢？给明天要你，再打算了没。好，妹妹，快要来把桌子。 老娘看我多一下帮忙。我给你快了，马上本，哪天都不了，手机公司一个。你把手机先搞，我弄掉了。你那都为了挣钱，年底都还跑你了，大大。我他妈就不再问，俺都爱钱，俺都天天爱钱，俺都。你别着拿罗。 ဒီလိုဒီလိုအချင်းကဒီလိုဒီလောက်ခီကျွန်တော်တို့နိုင်ငံကြီးတစ်ခုလုံးရောနော်ကပိုင်တစ်ခုလုံးရောကျွန်တော်ချင်းချောက်ခံနေရတဲ့အချိန်ကြီးမှာနော်ကျွန်တော်ကပ်ဘေးဆိုလဲဒါအမျိုးမျိုးစိုက်ကြတယ်လူသားတွေပေါ့နော်ကျွန်တော်တို့လူသားတွေကအဆိုးဆုံးပဲလေဘာကြောင့်ဆိုတော့လောဘဒေါသမောဟတွေနဲ့ကျွန်တော်တို့ဟိုငဲ့ညာအဆာနာတဲ့စိတ်တွေကကျွန်တော်တို့အခုနောက်ပိုင်းအတော်တော်လေးဟိုမှာကျွန်တော်တို့ကင်းဝေးလာတာတွေ့ရတယ်ပေါ့နော်တောင်တောင်နိုင်တဲ့စီစဉ်တအားဟိုမှာအနေနဲ့စော်ကားတာများလာတယ် ဟိုအမျိုးမျိုးသတင်းတွေမြင်နေတွေ့နေရတယ်ဗောနော်ဒီလိုအခုကိုဗမာနိုင်ငံကြီးဆိုလဲအခုဒီငင်းရင်ပေးကြောက်အခုလူတွေအသက်တွေပေးဆက်လိုက်ရတယ်နော်အိုးဝင်နေစီးစိတ်ဝင်စီးစိတ်နေပျက်စီးသွားကြရတယ်မိသားစုတွေတကယ်ဥမဟိုကွဲပြားကွဲခွာသွားရတယ်ဗောနော်ဒီကိုကိုခါရတယ်အားကြောင့်မို့ဒီလိုချိန်ခါမျိုးကြီးမှာအခုအဝူလေးကိုဒါအစားတောင်းမဲ့ညီမလေးတွေကတော့အမှန်ကန်ပြောရင်တော့မလို့တင်လို့ထင်တယ်ဗောနော်လူတွေကအပူဆွေးတော့က မီးတွေတောင်းလောင်နေတဲ့အချိန်မှာတကယ်လို့မှစိတ်မငြိမ်းညမ်းတဲ့အချိန်မှာဒါမျိုးကြီးလှုပ်လိုက်တော့တကယ်လို့မှလည်းမကောင်းဘူးပေါ့နော်ဘာဖြစ်လို့ဆိုတော့အရှင်းဆုံးပြောရရင်တော့ကျွန်တော်တော့အကောင်းမြင်တဲ့ဘက်ပဲပြောပြရရှင်တယ်ပေါ့ဘာဖြစ်လို့ဆိုတော့ညီမလေးတို့စားကြတောက်စားအဲ့လောက်ထိတော့ရှားဝိုင်းလေညီမလေးတို့ရာဟိုပြောချင်တာအသားငါဈေးထဲမှာအများကြီးရှိပါတယ်ကိုကအသားငါမှကြိုက်တယ်ဆိုရင်တခြားအသားငါတွေအများကြီးပဲရှိပါတယ်ဒီချီဒီခိတ္တခါကြီးမှဟိုကိုလှုပ်ချင်တိုင်းလှုပ်လို့မရတော့ဘူးကိုကဟိုရင်တော့ဘလို့ပဲစားခဲ့စားခဲ့ ဒီရှိဒီခါအိမ်မှာကိုလောက်ချင်တယ်လို့မျိုးလူတွေကအင်တာနက်ခက်ဆိုတဲ့အတိုင်းပဲကျွန်တော်လိုင်းပေါ်တင်လိုက်တာနဲ့ဘဝတစ်ခုလုံးပြတ်သွားနိုင်တယ်ဒါသူမဝက်ဆိုတာတော့ကျွန်တော်လှည့်တယ်။ဘာကြောင့်လဲဆိုတော့သူများဘဝကိုဖျက်ဆီးနေကိုဘဝလည်းပြတ်တာပဲ။ကိုကအာကုတုကံကြီးပဲနှိရှိသူများလုံနေပြီ။ဆိုရင်လည်းဒီအစားအသောက်တစ်ခုကဒါဒီလိုလုပ်တယ်ဆိုတာဒါအာကုတုပဲလေ။တော်တော်လေးမှကြီးမားတဲ့အာကုတု။ဒီအာကုတုအကိုရောင်မြတ်တော့အခုတော်တော်လေးမှအခုလို့ဆိုတော့ဒါရဲစခန်းရောက်တော့ ကျွန်တော်တရားတော်ဆွဲခံနေရည်လားမသိပါဘူးဘောနော်ဒီညီမလေးနှစ်ယောက်อ่ะအပြောချင်တာကိုမသိလို့လောက်ခဲ့တယ်ဆိုရင်တော့ဟိုခွင့်လုပ်ပေးပါလို့ပဲပြောချင်တယ်ဘောနော်ဘာဘာကြောက်လဲဆိုတော့ကျွန်တော်တို့အခုချင်းอ่ะတကယ်ကမှကျွန်တော်နိုင်ငံသူနိုင်ငံသားတွေอ่ะဟို စိတ်ဒုက္ခအနေနဲ့အမျိုးမျိုးရောက်နေတဲ့အချိန်မှာဒီလိုမြင်ရတာတစ်ဖက်ကလည်းကုမ္ပဏီသားစုတွေရဆုံးရှုံးမြန်မာနိုင်ငံကြီးကလည်းတကယ်လို့မှဟိုပြပုံလေးကိုရောင်းနေသလိုပဲကျွန်တော်တို့ဘာမှတုံ့ဆောက်လို့မရတဲ့အခြေအနေမျိုးဖြစ်နေတဲ့အချိန်မှာဒီလိုမျိုးအရာတွေကတက်လာတဲ့အချိန်ကျရင်ပြည်သူလူထုတွေကဟိုစိတ်ဖြည့်ရမရောက်ပဲနဲ့စိတ်တော့ကပူရောက်တယ်ပေါ့နော်အားကြောင့်မို့တစ်ဖက်ဟိုကြီးတဲ့သူတွေကလည်းငယ်တဲ့သူတွေခွတ်လုပေးလိုက်ပါငယ်တဲ့သူတွေကလည်းကြီးတဲ့သူတွေကိုခြေတော့ပဲဖက်ပြီးတောင်းမှတောင်းမှ ဘလို့ပဲလုပ်ပြီးရလုပ်ပြီးရပြန်တောင်းပန်လိုက်ပါကိုမသိလို့လုပ်ခဲ့တယ်ဆိုတဲ့အရာကိုမသိဘူးဆိုရင်ပြောတာပါမသိလို့ရောက်ခဲ့တယ်လို့ပဲဟိုတတ်မှတ်ပေးလိုက်ပါဘာဖြစ်လို့ဆိုဖြစ်တာဖြစ်ပြီးွားပြီးဆိုတော့ဒီအဖြစ်ကိုကျွန်တော်တို့ပြန်ရင်တော့အသစ်ဖြစ်ဖို့တော့ပြန်လုပ်လို့မရတော့ဘူးအဲ့တော့ဟိုကအရှင်းဆုံးပြောမှရင်တော့လူဆိုတော့တစ်ချိန်တစ်ခါပဲမှားတာအကောင်းဆုံးပဲဆိုတော့ဟိုတစ်ချိန်တစ်ခါကိုဝန်ခံကတိအနေနဲ့เนาะခြေတလုံးဖက်ပြီးတောင်းပန်တောင်းပန်ပြီးပြန်ရင်တောင်းပန်ပြီးတော့ပြပြလေလေလေးနဲ့ပြည်လေသွားပါစီလို့ပဲဆုတောင်းပေးတယ်ဘာဖြစ်လို့ဆိုတော့ ကျွန်တော်မြင်ရတွေ့ရတာကြီးอ่ะစိတ်မချမ်းမွေ့စရာတွေပဲမျိုးတွေอ่ะမျိုးတွေလည်းတွေ့ကြမှာအတိုင်းပဲငွေငွေလှုပ်လို့မိသားစုတွေဆိုရင်ဒါမျိုးရည်နဲ့မျက်ခွက်တွေဖြစ်နေရတချို့ကလည်းကိုယ့်ရဲ့အချွေးနဲ့ဇာလီနဲ့เนาะနှင်းနှင်းလာလာစုခဲ့တဲ့ကိုယ့်ရဲ့အိမ်လေးပျက်စီးပြိုရင်းသွားရတယ်ပြိုရင်းသွားတော့ကိုမပြိုင်တော့ဒီရင်ဖြိုးဖို့အတွက်လည်းပတ်စံအမရှိပြန်ဆောက်ဖို့ဆိုတော့ဝေတာဝေဖြိုးဖို့အတွက်တော့မရှိဘူးဆောက်ဖို့တော့နေဖို့ခိုင်ဖို့ခက်ခဲနေတဲ့စိတ်ညစ်တော့ကတွေပဲရောက်နေတဲ့အချိန်မှာဒီလိုဗီဒီယိုမျိုးတက်လာတဲ့အချိန်ကျရင် ပြီးသူလူထုကိုပို့ပြီးတော့ဒုက္ခတွေပေးနေတယ်လို့ဖြစ်နေပြီပေါ့နော်အားကြောင့်မို့အတက်နိုင်ဆုံးလေးဟိုလောဘဒေါသမောဟတွေရှုပ်ပြီးရှုပ်ပြီးကြပါလို့ပဲပြောချင်တယ်ပေါ့နော်ကြီးတဲ့လူကလည်းဒါသူတို့ငယ်တဲ့လူမသိရတဲ့အတွက်ခွင့်လုပ်ပေးလိုက်ပါငယ်တဲ့လူကလည်းကြီးတဲ့လူအချီလုံးဖိတ်တော့ပဲတောင်းမှခြေပြုံးတောင်းမှပေါ့နော်ဘာဖြစ်လို့အဝူလူအဝူလေးဆိုတာလေအသက်နဲ့ပဲလူတိုင်းကအသက်ခံတာနဲ့ဟိုအသက်ရှိတဲ့တရားဝါတွေကကိုလိုပဲเนาะသူတို့တွေကတရားမှကြောက်တာပဲနားမှကြောက်တဲ့လူတွေပဲအဲ့တော့ကိုချင်းစာ တဖက်ကိုကိုလုံးမယ်ဆိုရင်လည်းအခုကြည့်ပေါ့သူ့ကိုကိုလုံးလိုက်တဲ့အတွက်အခုကိုချက်ချင်းဝင့်ပြန်လဲပြန်လဲလာတာပဲကိုပြန်ခံစားရတော့မယ်နော်ထောင်ကြမလားဘာဖြစ်မလဲဆိုတာမသိရအောင်ဒီကအခုလေးရဲ့ပိုင်ရှင်ရလေဒါတရားဆိုရင်တော့ဘလို့ပဲဖြစ်ဖြစ်ဒါတလိဆန်ကိုကျွန်တော်တို့ညမနှိမ့်ဆက်မှုနဲ့ဒါဘလို့ပဲဖြစ်ဖြစ်သူ့ဥပဒေတိုင်းတော့အောင်ပေါ့နော်အားကြောင့်မို့ကျွန်တော်တို့ဟိုတေးသေးလေးအကြီးမဖြစ်ပဲနဲ့နော်ဟို ဖွင့်လုပ်ပေးပါဘာဖြစ်လို့ဆိုမြန်မာနိုင်ငံရဲ့အခြေအနေကလည်းတကယ်ဥမမကောင်းတဲ့အခြေအနေကြောင့်လည်းကျွန်တော်ကြည့်စဉ်းစားကြည့်ပဲမြန်မာနိုင်ငံကြီးနော်အလေးအရေးဘေးအမီးဘေးအလေးဘေးစစ်ဘေးအငူငင်တံဘေးတကယ်ဘေးဒုက္ခတွေပဲကြုံနေတဲ့အချိန်မှာဒီလိုဟိုစိတ်မဆမ်းမေးစရာအရာတွေကိုပြောမဆိုရင်ဗျာမတက်လာတာအကောင်းဆုံးပဲ ဟိုတက်လာမယ်ဆိုရတိုးတိုးတက်တက်နေမှာညှိနေပြီးတာအကောင်းဆုံးမှာဒီလိုလမ်းမတင်တော့ပြည်သူလူထုတွေကစိတ်ညစ်တဲ့ချိန်စိတ်ပူတော့စိတ်တဲ့စိတ်တဲ့ညစ်ဒေါသတွေပူပြီးထွက်တဲ့ထွက်ဒါဒီဗီဒီယိုတွေ့တယ်ဆိုအကောင်းဒေါသထွက်နေကြမှာလေအားလုံးမပြောချင်တာဘောနော်အေးမသိလို့မှားရဲဆိုရင်လေဒါခွင့်လုပ်ပေးလိုက်ပါလို့ပဲပြောချင်တယ်ဘောနော်အားကြောင့်ဝင်ညီမလေးတို့ဒီလိုအချိန်ကမျိုးမှာကိုကအလုပ်တစ်ခုလုပ်တော့မယ်ဆိုရင်အချိန်နဲ့အခါနဲ့ကိုကြည့်လောက်ပါလို့ပြောချင်တယ်ဘောနော်ကျွန်တော်ဖုတ်တာပြလို့ပြောတာမဟုတ် ီလိုအချိန်ကမျိုးပီတူရီကမျက်ရည်နဲ့မျက်ခွတ်နော်ရင်ထဲမှာကျွန်တော်တို့ဒုညင်းသီးတွေတီးနေတာမဟုတ်တကယ်ရင်ထဲမှာတကယ်မှပန်းနေပွင့်နေတာမဟုတ်ဒုညင်းသီးတွေတီးနေတာရင်ထဲမှာအလုံးလိုက်လင့်လိုက်နေကဘာမီကဘာကြီးကပိုင်းမီးလောင်တာကိုယ့်ရင်ထဲမှာထည့်ထားလို့ပဲတကယ်ဥမောက်တင်းတင်းကြပ်ကြပ်နဲ့မီးရဲ့အပူချိန်နဲ့ဘလို့မောက်မခံစားနိုင်တဲ့အနေအထားကိုရောက်နေတဲ့ချိန်မှာဒီကညီမတွေရဲ့အစားအသောက်အတွက်နဲ့ဒီလိုလှုပ်လှဲဆိုတာတော့တကယ်ဝူလီတွေအတွက်လည်းတကယ်မှတနာရတယ်ဗျာဟိုသလေးဆန်လေးဆိုတာ သခင်ပေါ်ဓာတ်အောင်မှာချစ်တယ်เนาะသူကသခင်ကဒီသခင်ကသူတို့ဘောကိုချင်တာယူရတယ်ဆိုသူတို့ကအသက်ပါပေးသွားတယ်တလေးဆန်လေးထဲမှာသူပါတယ်ဘောเนาะဒီဝိလေးမလုတင်ပေါ့ဒါပေမဲ့အမှားနဲ့မကင်းပေါ့ဒါကျွန်တော်လည်းအမျိုးတွေဒါပြောပြတယ်ကျွန်တော်လည်းအမှားနဲ့မကင်းဘူးကျွန်တော်ဆိုရင်လွန်ခဲ့တဲ့ကျွန်တော်အသက်73နှစ်လောက်อ่ะကျွန်တော်လှုပ်ဘူးတယ်ဒါတကယ်ပြောတာကျွန်တော်ကတော့သားတယ်တော့သားဆိုကျွန်တော်ဘာလို့တော့ငှအူးနှိုက်တယ်တော့ငှက်လေးတွေလေးကွာနဲ့လိုက်ပစ်တယ်ကျွန်တော်တို့ဆိုရင်เนาะငှအူးတွေလိုက်နှိုက်တယ်အောင် လဲနေပြီးတော့ညာဘက်ဆိုရင်ကျွန်တော်ဘယ်ချင်းနေဆိုညာဘက်ကောက်ကောက်ဆိုင်ပုံရှိတယ်ပေါ့အဲကောက်ဆိုင်ပုံမှာသူတို့ငှက်လေးရကျွန်တော်တို့ဒါအုံလေးလုပ်ပြီးတော့အထဲမှာကျွန်တော်ငှက်ဥတွေဥတွေပေါ့ညာဘက်ကြိုင်လိုက်နိုင်ကျွန်တော်ကပါရရဆိုတော့အထီးရောမောက်ငှက်သားလေးတွေငှက်ဥတွေအဲ့လိုရရချင်းနေကြော်စားတာပုံမျိုးရဒါကိုမှားခဲ့တဲ့အမှားအခုချိန်နေနောင်သားရတော့မယ်ဆိုတော့ပြောပြတာနော်ဒါပေမဲ့အဲ့ဒီအမှားကိုကျွန်တော်မြင်တဲ့အတွက်အမှားကိုကျွန်တော်မြင်သွားတဲ့အတွက်အမှားကိုပြင်မယ်ဟုတ်လားကျွန်တော်ပြင်လိုက်တယ်လေအမှားကိုမြင်တဲ့အတွက်ကျွန်တော် ကျွန်တော်ပြင်လိုက်တဲ့တူကကျွန်တော်အမှန်ကိုကျွန်တော်ပြန်ရတယ်ဗောနောပြောချင်တယ်နော်ဒါပေမဲ့အဲ့ဒီလောက်ခဲ့တဲ့အရာကြီးကကျွန်တော်ရင်ထဲမှာအခုချိန်ထိဟိုကျွန်တော်အများအား6လန့်နေတယ်လို့ပဲကျွန်တော်နောင်တာအခုချိန်ထိရနေတယ်လို့ပဲရနေတုံးပဲဗောနောအမှောက်မြင်တော့အမှောက်ပြင်တာတော့မခတ်ပါဘူးအေးမှားမှန်တိတိနဲ့ရှေ့ဆက်ကြီးလုံမယ်ဆိုရင်တော့လေဒါကတော့လေဘယ်သူမှလည်းကဲနေမှာမဟုတ်တော့ဘူးဗောနောနောက်ပြင်မဲ့ပြဿနာတွေဗောနောငှက်ဦးတွေနှိုက်တယ် အငှက်တွေဖမ်းနေစာကလေးလေးတွေအရှင်းဆုံးပြောရရင်ဗျာတလုံးစာလောက်ပဲရှိတဲ့အရာလေးပေါ့နော်သူများတက်ကိုဟိုစားချင်းမမောတန်တားရီတော့နိုင်တယ်နော်အမွှေးနှော်ကြော်စားတယ်ဩကို့အတွက်တော့ဒါဘလောက်မှဟိုကျွန်တော်တို့ဝမ်းလဲပြည့်သွားတာလည်းမဟုတ်တဲ့အရာလေးကိုနော်ဟိုထန်ကုန်ပြည့်ဆယ်ကောင်လောက်မှတောင်ကိုရဝမ်းပြည့်မှာပြည့်ချင်မှာပြည့်ကိုရဖိုက်ရပြည့်ချင်မှာပြည့်မှာဟိုသူများအသက်ကိုပြောပြတာပေါ့နော်ကိုရဟိုရှာကုတင်းတွေးဖို့အတွက်သူများရဲ့ဟိုအသက်တချောင်း ဟိုလွယ်လွယ်လေးနဲ့ဒီဒါလုံးလုံးလိုက်တယ်ဆိုတဲ့အကြောင်းပြောပြတာပေါ့နော်အဲ့နောင်သားတွေအခုချိန်ကြီးအကြီးကျယ်ရသလိုနောက်တစ်ခုကလည်းအရှိသေးတယ်ကျွန်တော်ဆိုရင်တကယ်ရှိသေးတယ်ဒါပြောပြတာပေါ့နော်အဲ့လိုပဲခွေးလေးတကောကျွန်တော်ညီကို2ယောက်ပေါ့ဒါမတိခဲ့တာလေအဲ့တော့ကျွန်တော်တို့ပတ်စံ1ယောက်900ပေးတယ်မတိခဲ့တာဗီဒီယိုကြည့်ဖို့တော့ပတ်စံလည်းမရှိဘူးပြောမှဆိုရင်တော့ဗီဒီယိုကြည့်ဖို့ပတ်စံလည်းမရှိဘူးเนาะခလေးဆိုတော့လည်းမသိဘူးဒါပေမဲ့တော်တော်နောင်သားတွေနောင်သားတော်တော်ကြာတယ်အဲ့ကျန် အဲ့ကြောင့်ပြန်တွေ့တိုင်းတော်တော်လေးမှခယူးနာတက်တယ်တော်တော်လေးမှလည်းတနာတယ်ကိုလုံးခဲ့တဲ့အရာဘောနော်ကိုကိုကိုတော်တော်လေးနောက်နောက်အကြီးကြီးရကျွန်တော်ဆိုရင်အဲ့အဝူလေးဆိုရင်တော်တော်လေးမှကျွန်တော်တို့ခင်နေဗျာကျွန်တော်တို့ကကိုင်းထဲမှာနေရွာထဲကနေအဝူလေးဖမ်းခဲ့ကျွန်တော်တို့တော့လိုက်တယ်ဗျာသူခင်များတော့နော်သူ့ရံပြုတ်မဲ့လူမဟုတ်ထင်လို့ဗောနော်ကျွန်တော်တော့လည်းကျွန်တော်ကအထမင်းလေးကျွေးတော့အနောက်မှီလေးနန်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 းနဲ့လိုက်လာတဲလေးရောက်ရောဩငါတို့တော်တော်ရက်ဆက်တာပဲလူတွေလူတွေတော်တော်ရက်ဆက်တာပဲ ငါတော်တော်ရက်စက်ခဲ့တာပဲ။ဩငါ့ကိုနော်သူယုံကြည်စိတ်ချဆိုတာနဲ့သူ like like လာခဲ့တယ်။ဒါပေမဲ့ငါဟာဟိုလူပြောမယ်စကားမပြောတတ်တဲ့တလိမ့်ဆန်လေးရနော် ကိုကိုယုံကြည်လိုက်လာကိုလိုစကားလည်းပြောတတ်လေအသိဉာဏ်နဲ့ရှိတဲ့လူတယောက်ကအသိဉာဏ်မဲ့ဆိုတာနဲ့နော်သူတို့လေးတွေကိုလောက်ရတဲ့ဆိုတဲ့အကြောင်းပြောပြတာမို့နော်အဲ့ဒါ900နဲ့ဆိုလို့ကျောင်းညူကနေတော့တထောင်ပေးရဲ့ကျောင်းညူကနေတော့ခလေးဆိုတော့မသိတော့ကိုကိုယ်တိုင်ပဲလောက်ပိုက်တယ်အမှုလေးလှုပ်လို့ အခုချိန်မှာတော်တော်နောင်တအကြီးကြီးရတယ်ဘာပဲလုပ်လို့အလောက်ကိုင်းမှတည်းများအဆင်မပြေဘူးအဲ့ဒုက္ခကိုမနေကြော်သွားတယ်တကယ်တော့ကိုတေးကြုံမှာတကယ်နောင်တရတာသိလားနောင်တဆိုတာနောင်မရတယ်ကိုလုတ်ပြီးတဲ့အရာတော့ဒီလိုပြောဘူးနောင်မရတာနောင်မရတာမို့အဲ့ရတဲ့ချိန်ကျရင်ကောင်းကောင်းပြန်ပေးဆက်တာကြီးရတောင်းမှာကြောက်ဖို့ကောင်းတယ်ပေါ့နော်တကယ်မှအလောက်ကဆိုအဆင်မပြေဘူးသူများနိုင်ငံမှာဟာသူများရဲ့အတိုက်မြုံကိုခွဲထားတော့ကိုမွေးထားတဲ့နော် ကိုယ့်ရဲ့သားသမီးတွေတောင်မှအတူတူမနေရတဲ့ဘဝเนาะကိုယ့်သားသမီးတွေနဲ့အတူတူနေချင်တယ်မိတွေကဖတဲ့ကွဲတွေဖြစ်တယ်เนาะကိုယ်ရည်လေးများဒီဘဝမှာသားသမီးတွေရအောင်မှာမိဘတွေနဲ့တွေ့ချင်တိုင်းလည်းမတွေ့ရသွားချင်တိုင်းလည်းမသွားရအခုနိုင်ငံကြီးအခြေအနေကြောင့်ကိုယ်တော်ဆိုးသွားတယ်သားသမီးတွေနဲ့ပုံတော်ဝေးသွားသေးတယ်ပြန်မှုတော့ဘလို့မှအဆင်မပြေတဲ့ဘဝတွေဖြစ်ကုန်တယ်เนาะဘာပြောလဲဆိုတော့သူများရဲ့အတိုက်မြုံသူများရဲ့အသက်အိုးအစည်းချင်းတွေကိုယ်တွေဘလို့ပြောမလဲကျွန်တော်ကောင်းကောင်းကြီးကိုလုံခဲ့လို့ပေါ့ဗျာ အားကြောင့်မို့ရဝတ်ကျွေးရှိရင်ကျွန်တော်တို့ပေးဦးပေးဆက်မှာကျွန်တော်တို့လုပ်ခဲ့တဲ့ຢာတွေတကယ်ကိုပေးဆက်ရတယ်သူများနိုင်ငံမှာသူများဆဲဆိုခံရတယ်သူများနှိမ်နာခံရတယ်နော်ဟိုအမျိုးမျိုးပဲအမျိုးမျိုးပဲတကယ်ကိုကိုလုပ်ခဲ့တဲ့ຢာတွေတကယ်ကိုမှအချစ်ကျင်နှောင်းနှားရသလိုအဲ့မှတ်မှတ်ရရအဲ့900တယောက်900ရောက်ပေးပြီးတော့အခုလေးကိုကျွန်တော်တို့အဲ့လိုလုံးမိတော့တော်တော်လေးမှနှောင်းနှားရလို့အခုချိန်ဒီမဆုံးဘူးနော်ပြန်စဉ်းစားတိုင်းလဲပြန်စည်းတော့စဉ်းစားတိုင်းလဲမျက်လုံးထဲမှာကျွန်တော်အမြင်နဲ့မြင်အောင်လေး အဲ့ဒါကြီးကိုကျွန်တော်ကြောက်လန့်နေတယ်ဒါအမြင်တယ်မကျွန်တော်ခြောက်လန့်နေတဲ့အရာအားဒါဒါပေမဲ့ကျွန်တော်နားမလည်လို့လုပ်ခဲ့တာမှန်ပေမဲ့နားလည်တဲ့ချိန်မှာဒါပေမဲ့အခုချိန်ကြီးကြောက်လန့်နေတုံးပဲဆိုတာဩငါတော်တော်ရက်ဆက်တာပဲပေါ့ငါ့ကိုယုံကြည်လို့သူလိုက်လာခဲ့တယ်ဒါပေမဲ့တလိဆန်မရှိတလိဟိုအတိညာမရှိတဲ့တလိဆန်လေးကိုအတိညာရှိပါလိမ့်ရနဲ့เนาะကျွန်တော်တို့ဘယ်လိုပြောမလဲရက်ဆက်ကျန်းစုံဆိုတာဒါလောက်ခဲ့တယ်ပေါ့နော်တော်တော်လေးဟိုမှာ အတိညာမဲ့တဲ့လူပဲလို့ပဲပြောချင်တယ်ပေါ့နော်အခုလည်းဒီညီမလေးလေးလည်းအမောင်းမြင်အမှန်ကိုပြင်ပါလို့ပဲပြောချင်တယ်ပေါ့နော်အဲ့အမှန်ကိုပြင်ဖို့တော့လွယ်လွယ်လေးနဲ့တော့မရအောင်ညီမလေးတော်တော်လေးဦးမဒုက္ခမျိုးစုံနဲ့ပေးဆပ်ရမှာပဲဒါပြောချင်တာနောင်တာဆိုတာနောင်မရတယ်ဒါပေမဲ့အဲ့ရလာမယ့်နောင်တာကိုနော်မနေ့ရင်ဆိုင်ခါတီပြီးကြော်လွှားရမယ်နော်အားကြောင့်မို့ကျွန်တော်အမုန်းနေအာကာသားတွေမထားပဲနဲ့သူလည်းမသိလို့လုပ်ခဲ့မိတဲ့အတွက် အမှားရှိရင်လည်းခွင့်လုပ်ပေးပါနော်ဟိုကြီးတဲ့သူကလည်းခွင့်လုပ်ပြီးတော့ငယ်လေးသူကလည်းတူးထောက်ပြီးတော့ပဲတောင်းမှတောင်းမှသူ့ရဲ့ခြေစိုးသူ့ရဲ့ခြေထောက်မှာဆီးတဲ့ရှိပဲတောက်ရတောက်ရကျွန်တော်အပြစ်တွေခြေဖို့တော့နော်လုပ်ပေးနိုင်ကြပါစေခွင့်လုပ်ပေးနိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်ဗောနော်